ျမနဲ့စုနေရလေမတိုက်ပေထားဘူးမတိုက်ပေဖဲနဲ့ဒီမှာလာတွေ့တာတငယ်ချင်းကျောင်းနေဖေးတငယ်ချင်းတွေဒီရောက်မှာလာတွေ့တာဘာဘီလောနဲ့ကြောင်းမိရလေတက္ကသိုလ်စားပြတ်နေတာခင်ကြတာအဲ့လိုမျိုးအဲ့လိုလာပြိုင်နေတွေ့တာအများကြီးတော့ဒီရောက်မှာတွေ့ကြတာဟုတ် ကိုရတော့ပေါ့မလို့ပြချင်တာပါတော့အဲ့လိုမျိုးအမျိုးသားတွေကလည်းပြောချင်တာပါတော့အဲအိမ်တော်ရှင်မတွေပဲသူတို့ရဲ့ယူရတဲ့အိမ်တော်ရှင်မမှာအလှရရှိတယ်အဲ့လိုလိုမြည်စေချင်တယ်အဲ့လိုတောင်းမထားစေချင်တာပါတော့အဓိကတော့အဲ့လိုမျိုးပါစံပြဖြစ်ဖြစ်ချင်တာပေါ့နော်မြမမျိုးသမီးတွေကိုအားမငယ်နဲ့အကြောင်းစံပြဖြစ်ချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့နေနေရရကအမျိုးသမီးတွေလည်းဒီပြိုင်ပွဲကိုလာရောက်ဆင်ပြိုင်ပါလို့ကျမဒီနေရာကနေဖိတ်ခေါ်ပါတယ်ရှင်ဟုတ်မင်္ဂလာပါ မြန်မာနာမည်ကဣတနာကျွန်းလို့ခေါ်ပါတယ်အသက်က52နှစ်ပါကလေးနှစ်ယောက်ရှိပါတယ်ကလေးနှစ်ယောက်ရမေမေပေါ့နော်ကလေးလေးရက်တက်လဲပြောကြလေပါအဲကလေးလေးရက်ကကြာတော့တမိလေးရကြာတော့7နှစ်တားလေးရကြာတော့9နှစ်ညီမနာမည်မချမ်းသာတော့ဖြစ်ပါတယ်အသက်က45နှစ်ပါကျမတို့အိမ်ထောင်ရှိပါတယ်အခုကတော့အိမ်မားတို့တူလေးရနေနေတာပေါ့နော်တူလေးတွေရဲ့ဝေယဝက်ဆာတွေလောက်ပြီးတော့နေတာပေါ့နော် ျမနဲ့စုနဲ့ကလေမတိုက်ပြထားဘူးမတိုက်ပြဖဲနဲ့ဒီမှာလာတွေ့တာတငယ်ချင်းကျောင်းနေဖေးတငယ်ချင်းတွေဒီရောက်မှာလာတွေ့တာဘာဘီလောနဲ့ကြောင်းမိရလေတက္ကသိုလ်စားပြတ်နေတာခင်ကြတာအဲ့လိုမျိုးအလိုလာပြိုင်မယ်ဆိုလည်းပြည်တာအများများတယ်နော်ဒီရောက်မှတွေ့ကြတာပထမဆုံးတိုင်းတွေ့ရအများများတယ်ဟုတ်တယ်ရှင်းနေလို့ပြောရဲ miss ဖြစ်တော့ဘာရှင်းနေလို့လောက်တယ်ရှင်းနေလို့ဆိုပြီးတော့နားရတာပေါ့နော်ခုခဏနားရတာပေါ့ အဲ့ရကလေးတွေကိုထိန်းနေလိုက်တာလေအဲ့လိုမျိုးဆိုရင်လည်းနားရတာဝါဒနာလည်းပါတာပေါ့နော်။ Yes ဆိုတော့ကိုကအလုတ်လုတ်နေရတယ်လေ။အလုတ်လုတ်နေရဆိုတော့ဝါဒနာပါပေမဲ့လည်းဒီဖြစ်ကိုကမလက်နိုင်ဘူးပေါ့နော်။အခုချိန်မှာကြာလို့ကိုလည်းအားနေတဲ့အချိန်နဲ့ကိုဖိတ်ရေးပေးတာပေါ့နော်။အဖိတ်ရေးပေးတဲ့ချိန်နဲ့အခုလိုဝင်ပြန်ဖြစ်တာပါ။မကြတော့အာဘယ်လိုပြောအရင်ကဝါဒနာပါတာပေါ့နော်။ပါတဲ့ခါကျတော့ကလေးတွေကိုလည်းချိန်ပေးရတယ်။ အာအိမ်လုံးဒီလားလို့လုံးရဲဆိုတော့ခါကြတော့ဒီလိုချိန်မှာကြတော့ပြီးတော့ကိုနဲ့ဒီပြိုင်မောပေါ့နော်လုံးတဲ့အမကလည်းရင်းရင်းနေတယ်ဆိုတော့ခါကြတော့ပြိုင်မာလားညီမလေးဆိုတော့ပြိုင်ကျင်တော့ပေါ့နော်ဘယ်လိုမျိုးလေးလုံးရမလဲပေါ့ကို့အတွက်ကရင်းစိမ့်သက်ဖြစ်နေပြီမဲ့အတက်နိုင်ဆုံးလုံးဝစ조사ပြီးတော့အိမ်တော်ရှင်မတွေတော့ပေါ့ကလုံးဝမိန်ဆက်များပြောင်းလုံးမယ်ဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားရပါတယ်လို့မမကိုဖီဒဲရတော့အားရှိတယ်ဘတော်မှ ကျမဘတော်မနားမဆုပ်ဘူးကောင်းလေစေဆိုတာလေကျမမှမရှိဘူးဘတော်မအားမငယ်ဘူးကျမပြန်နိုင်တလောက်ပြန်မယ်နိုင်တလောက်ပြန်မယ်ကောင်းလေလေဆိုတဲ့စိတ်ဓာတ်ကျမမှလုံးဝမရှိဘူးဘာအလုပ်ပဲလုပ်လို့ကျမရအောင်လုပ်မယ်ကိုလိုချင်တာကိုရအောင်ယူမယ်အဲ့လိုမျိုးဒီစိတ်ပဲထားတယ်ကျမမှအမြဲတမ်းအဲ့ဒါဒီမှာအပြာမျိုးသမီးတွေအိတ်ထောင်ရှင်မျိုးသမီးတွေလည်းဘတော်မအားငယ်စရာမလိုဘူးကိုဖြစ်ချင်တာကို ပုစရာတကယ်ဖြစ်ချင်ရင်တကယ်လုပ်ရင်တကယ်ဖြစ်ဖို့ဖြစ်မယ်အဲ့ဒါအကောင့်နဲ့ဘောအိမ်မစ်တွေကျမတို့ရဲ့အိမ်မစ်တွေကိုအကောင့်ထည့်ပို့ရမယ်เนาะကျမတို့ရဲ့အိမ်မစ်တွေကဈေးကြီးရတယ်เนาะအဲ့အိမ်မစ်တွေကျမတို့အကောင့်ထည့်ပို့ရမယ်ဘယ်တော့မှအောင်းငယ်စရာလည်းမလိုဘူးအမျိုးသမီးတိုင်းအမျိုးသမီးတိုင်းဒီ miss မေစုပါအတနေစင်းနဲ့ပြိုင်ပွဲကြီးကိုလာရောက်ရှေ့ပြိုင်ပါလို့ကျမဒီနေ့ကနေဖိတ်ခေါ်ပါတယ် လိုက်ခွဲအကြတော့22ရက်6လပိုင်းဆိုရင်ဖောင်ပိတ်ပါပြီအလုပ်ပဲလာပြီးတော့ပြိုင်ခွဲဝင်ကြပါလို့ဒီနေရာကနေမြန်မာပြည်အားမြန်မာအိမ်ထောင်ရှင်မျိုးသမီးတွေကိုဖိတ်ခေါ်ပါတယ်ရှင် ကိုရတောက်ပေါမှုပြချင်တာပေါ့နော်အဲ့လိုမျိုးအမျိုးသားတွေကလည်းပြောချင်တာပေါ့နော်အဲအိမ်တော်ရှင်မတွေပဲမဲ့သူတို့ရဲ့ယူရတဲ့အိမ်တော်ရှင်မမှာအလှတွေရှိတယ်အဲ့လိုလိုမြင်စေချင်တယ်အဲ့လိုတောက်မှုထားစေချင်တာပေါ့နော်အဓိကတော့အဲ့လိုမျိုးပါစံပြဖြစ်ဖြစ်ချင်တာပေါ့နော်မြန်မာမျိုးသမီးတွေကိုအားမငယ်နဲ့အကြောင်းစံပြဖြစ်ချင်တယ်ဖြစ်တယ်ညံ့ရရကအမျိုးသမီးတွေလည်းဒီပြိုင်ပွဲကိုလာရောက်ဆင်ပြိုင်ပါလို့ကျမဒီနေ့ကနေဖိတ်ခေါ်ပါတယ်ရှင်အဲမြို့သားတွေလည်း supporting ပေးပါတယ်

အမျိုးသားတွေကလည်းကို့မျိုးသမီးတွေကိုအိမ်မှာပဲမထားဘဲနဲ့သမီးတဲ့ဟေးချင်းနဲ့အိမ်မှာပဲဟဲ့ချွရီဆိုရရှိရလေအဲအိမ်ထောင်ကြပြီးသမီးတဲ့ဟေးချင်းရမယ်ကလေးလေးတွေလောက်ရမယ်ဒီလိုနဲ့အခြေကိုကုန်သေးတုံနေစားမလို့ဘောနော်တောက်ပါရမယ်ကျမတို့ကအမြဲတမ်းတောက်ပါနေရမယ်အမျိုးသမီးတွေကကို့မျိုးသမီးတွေတောက်ပါနေရင်ကို့မျိုးသားတွေကလည်းဂုံရှိတယ်ဂုံအဲ့ဒါလေသူတို့တွေ့လဲပါတယ်အဲ့ဒါကို့တွေ့ဖက်ဖက်မဟုတ်ဘူးသူတို့လည်းတောက်ပါတယ် ကိုနဲ့တူပေါ့နော်အဲ့လိုမျိုးကျမဒီကိုလာပြန်တော့ကျမမျိုးသားကလည်းပြန်အဲကျမတူလေးတွေတူလဲတီချမ်းသွားပြန်ရမလားဆိုပြန်ပြန်တီချမ်းပြန်တီချမ်းရောက်ကိုရမယ်အဲ့လိုမျိုးကျမတူလေးတွေကလည်းအားပေးတယ်အိမ်မှာတူလေးတွေရှိတာ哦ကျမပါကျမတို့တောက်ပတ်သူတို့လည်းတောက်ပတ်လေအဲ့လာကြောင်မျိုးသားလေးအမျိုးသားတူကြီးကိုပြောချင်တာပေါ့နော်ကို့မျိုးသမီးတွေအိမ်မှာလုံးဝကြောင်ပိတ်မထားနဲ့အော်ဟိုဟာမလုံနဲ့ဒီဟာမလုံနဲ့အဲ့လိုမလုံလို့မရဘူးเนาะလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကိုလှုပ်ရမယ် နော်စင်မြင့်ပေါ်မှာကုမျိုးသမီးကစင်မြင့်ပေါ်မှာသူကသူလည်းကုန်ရှိတယ်လေဟဲ့ဘလို့မျိုးသမီးအဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဒါကြောင့်မျိုးသမီးတွေအမျိုးသားလေကုမျိုးသမီးတွေကိုစိတ်တင်ပေးပါ နော်အဲ့ဒါပဲပြောချင်ပါတယ်ရှင်အဲ့ baby လေးတွေကလေပြန်ပြန်တီချမ်းပြန်ပြန်ခုနှစ်နှစ်ပဲရှိသေးတယ်လေလူလေးတရားလေအဲ့ဒါအောက်ကတီချမ်းပြန်ရမလားဆိုတီချမ်းပြန်ပြန်တီချမ်းရမလားတီချမ်းရမလားသူကလင်းမအချိန်တိုင်းလင်းမထောင်တယ်အဲ့လိုမျိုး ဟုတ်လားတူတူလားလာတဲ့ပေါ်ရဟုတ်တယ်ဒါလေးရဆိုပြောဘယ်လိုပြောလဲဆိုမမေတက်ပြိုင်းနဲ့မမေကိုတော့ဘာလို့လုံးဝတာခရောင်းပေးပါလဲအဲ့လိုမျိုးလေဒီလားအားပေးရပါတော့တမီးလေးရဆိုလဲမမေပြအာဘယ်သူမှအားမပေးတော့တမီးကအားပေးပါလေအဲ့လိုမျိုးဆိုပျော်ရတာပေါ့နော်အရန်ကျေးဇူးတင်ပါတယ်လို့မျိုးသားကိုလည်းဒီကနေပြီးတော့လေ ဘာဖြစ်လို့လဲဆိုသူခွင့်ပြုမှပဲဝင်ပြန်လို့ရမှာလေသူခွင့်မပြုဘူးဆိုလို့ရှိရင်ဟိုပြန်ရတဲ့သူတယောက်နေလည်းအရင်စိတ်ကဟိုပါတော့ကိုကူကိုကွန်ပျူတာတော့အရင်မရှိတော့ဘောနော်အဲ့ဒါကြောင့်မို့လို့ခွင့်ပြုပေးရတော့လဲကျေးဇူးအများကြီးတင်ပါတယ်လို့အဖေနဲ့မင်းနဲ့လည်းကျေးဇူးတင်ပါတယ်လို့ခွင့်ပြုပေးရတော့အရင်ဖြစ်စီနေတာလေးဖေနဲ့မင်းနဲ့အဲ့ဒါကြောင့်ပါလို့ခုလို့ဒီပြန်ပွဲကိုလာပြီးတော့ဒီမတို့အဲ့မိသားစုလို့လည်းအားပေးတဲ့ပြွာလို့လည်းအားပေးတယ်ဒီမဘိတ်သူလေး ဘိတ်သူတော့ကျမတို့ကကြောမှာဘိတ်ကနေကြောမှာဒီရေကတာရွာဆိုတော့ကြောမှာနေတယ်ကျမတို့ကြောတရွာလောက်ကလည်းအားပေးတယ်အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လာကြပေါ်ကလည်းကျမ ပေါ်ပင်းတဲ့ပုံရှိတော့ပေါ့နော်ကိုမအဖေးဘူးကိုမပလိတ်သက်တွေပေါ့နော်ကိုမိသားစုရဲ့ကိုရဲ့တရွာလုံးရဲ့အဲ့ဒါကြောင့်ပေါ်ကလည်းပုံပြီးအားရှိတယ်အဲ့လိုငွေချင်းများမှာဖုန်းရမ်းမဆက်ဘူးနော်အဲ့ဒါတငွေချင်းတွေကရမ်းဆက်ကြဘူးဖုန်းမဆက်ဘူးဒါပေမဲ့အဲ့လိုမျိုးလောက်တာချင်းဆိုရမ်းတူကြတယ်အဘာသာရေးလို့ရင်လည်းတူတယ်အဋ္ဌဌာဝင်လည်းတူကြတယ်နော်အဲ့လိုမျိုးလည်းတူတယ်အခုလည်းကျုံဒီရောက်မှလုံးဝ supply ကြီးတိုက်တာသူအတူအဲ့လိုမျိုးသူရောက်နေတာကိုသိတယ်ဒီမှာပြိုင်တော့မှဆိုတော့သူကလုံးဝဖုန်းဆက်တယ် တယောက်တယောက်ရောက်အောင်ဖြစ်သွားတယ်ဒီပတ်တော့အဲ့တော့လောက်ကူဒီပတ်လေးမှာဘယ်ရရအောင်လောက်ကူဒီပတ်လေးမှာအပေးမယ်နော်ဆုံးပါဘူးဒီပတ်ကျေးဇူးများကြီးတင်ပါတယ်